တရားထုတ်လို့တရားထုတ်တရားမြတ်ရလာတယ်ဖလတ်တမဘက်ကိုခံစားနေတာခံစားနေတာဟာယတ္တတ၄ဘက်ပြည့်သွားပြီတဲ့နောက်မှာ၅ဘက်မြောက်ရောက်တဲ့အခါကျတော့အတွေးတစ်ခုပေါ်လာတယ်မြတ်စွာဘုရားမှာအဲ့တော့ဘုရားလိုပုဂ္ဂိုလ်ကတောင်းပါပဲဒီလိုအတွေးမျိုးကိုတွေးတယ်ဘာတွေးမိလဲလို့ဆိုတော့ ဒုက္ခံခောအခါရောဝိဟရတိအပ်ဒိတ်တော်လေးစားစရာအကူစရာအားထားစရာမရှိဘဲနဲ့နေတာဟာစင်းရဲစရာကြီးပဲမကျေနပ်စရာကြီးပဲလို့ဒီလိုပြောတာတစုံတစ်ခုအလေးမြတ်မပြုတ်ဘဲနဲ့သို့မဟုတ်လေးစားရမယ့်ပုဂ္ဂိုလ်မရှိဘဲ အကူရမဲ့ပုဂ္ဂိုလ်မရှိပဲနေတာဟာမကောင်းဘူးလောကကြီးမှာကိုယ်မှလေးစားရမဲ့ပုဂ္ဂိုလ်လေးစားရမဲ့ပုဂ္ဂိုလ်အားထားရမဲ့ပုဂ္ဂိုလ်ရှိတဲ့နဲ့ဟောဒီစဉ်းစားမှုစဉ်းစားတာเนาะဟုတ်ပါဘူးဗျာဒါဘုရားတောင်ဒီလိုတွေးသေးတယ်လေးစားရမဲ့ပုဂ္ဂိုလ်မရှိပဲနေတာဟာမကောင်းဘူးအဲ့တော့လေးစားရမဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကငါလေးပြုပြီးနေရမလဲလို့ ဒီလိုစဉ်းစားလိုက်တာအဲ့ဒါလိုစဉ်းစားရင်ကနေပြီးတော့ဆက်ပြီးစဉ်းစားတယ်ဆရာတင်နေဆိုတာရွေချက်ကပါလေအဲ့တော့မြတ်စွာဘုရားဆင်ញင်ပြီးတော့ဆက်ပြီးတော့တွေးတာဘလို့တွေးလဲငါမှမပြည့်စုံသေးတဲ့ကိုချင်းတရားတွေပုံမူပြည့်စုံအောင်မကြည့် မပြည့်စုံသေးတဲ့ကိုချင်းတရားတွေပြည့်စုံလောက်မဖြစ်ချင်းရသေးတဲ့ကိုချင်းတရားတွေဖြစ်ချင်းဖို့ရအဘယ်ဆရာကိုအမိပြုတ်ပြီးတော့နေရမလဲလောကကြီးမှာရှာကြည့်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့သီလအဖျင်တာလွန်တဲ့ပုဂ္ဂိုလ်ကတရားဥမာမတွေ့ဘူးဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုသီလပိုင်းကစစ်ကြည့်လိုက်လို့ရှင်လေမြတ်စွာဘုရားရဲ့အဆင့်ကိုမမိကြဘူးကိုချင်းသီလပိုင်းကကြည့်လိုက်ရင် လောကကြီးတစ်ခုလုံးကြည့်လိုက်တာလူတွေတင်လူတွေအတိုင်းဝိုင်းနဲ့ကြည့်တာမဟုတ်ဘူးနတ်တွေမှာလည်းပဲဖျားမိတဲ့တီလာမျိုးရှိတဲ့ပုံကိုတယောက်မှမရှိဘူးမြမာကြီးတွေလည်းမြတ်စွာဘုရားရဲ့ကိုချင်းတီလာမျိုးမိတာတယောက်မှမရှိဘူးတဲ့ဘာဖြစ်လို့မမိလဲဆိုရင်မြတ်စွာဘုရားတီလာကအရတမေအရတဖူအရတဖူနဲ့ရှင်တွဲလာတဲ့တမ္မဝါစာတမ္မံကမ္မန္တတမ္မအာစီပါ အင်တာမြင့်မြတ်တဲ့ကိုချင်းသီလမျိုးရောက်လာ။ကြံတဲ့နတ်တွေမြမတွေရဲ့သီလဆိုတာလောကီသီလအစင်မဲရှိတယ်တဲ့။လောကီသီလဆိုတာခိုင်မြဲတာမဟုတ်ဘူး။အချိန်မီပြည့်စည်သွားတယ်။လောကုတ္တရာသီလဆိုတာလုံးဝအနှောက်ရှက်ကင်းပြီးတော့လုံးဝဖြူစင်နေ။ကိလေသာတွေငြိမ်းသွားပြီးတဲ့ရှိတဲ့သီလမျိုးကိုဆိုလို့။အဲ့တော့အဓိသီလ နောက်ကုတ်တရာသီလမျိုးကမက်ဖို့နဲ့ရှင်းလာတဲ့သီလမျိုးကမြတ်စွာဘုရားမှသာရှိတယ်ကိလေသာငြိမ်းတဲ့သီလမျိုးအဲ့တော့မပြည့်စုံသေးတဲ့သီလဖြစ်ခြင်းမှုအတွက်ဆရာဆိုတာမှီရတယ်အဲ့တော့လောကကြီးထဲမှာငါမှမပြည့်စုံသေးတဲ့သီလဆိုတာရှိလားမရှိဘူးငါတဲ့သီလတာတဲ့ပုဂ္ဂိုလ်ရှိသလားလို့စဉ်းစားလိုက်တော့မရှိဘူး လူတွေထဲမှာလည်းမရှိဘူး၊နတ်တွေထဲမှာလည်းမရှိဘူး၊မြမာတွေထဲမှာလည်းမရှိဘူး။ကိုယ့်ရဲ့သားတဲ့ပုဂ္ဂိုလ်ဟာရှာလို့မတွေ့ဘူး။အဲ့တော့ရှာလို့ငါမိခိုပြီးတော့နေဖို့ရပုဂ္ဂိုလ်ဟာလောကမှာမရှိပါလားကိုချင်းသီလဘက်ကဆက်စင်းစားတယ်အေးသီလပိုင်းကိုချင်းပိုင်းဆိုင်ရာငါရဲသားတဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတာထားတမာတိပိုင်းကြတော့ရောငါရဲသားတာရှိလားကြည့်လိုက်တော့ မစုံလင်သေးမပြည့်ဝသေးတဲ့တမာတိတရားကိုပြည့်ဝဖို့အတွက်ထပ်ဖြည့်ဖို့အတွက်ငါမှလိုလားဆိုမလိုသူတဲ့တမာတိအပြင်တာတဲ့ပုဂ္ဂိုလ်ရှာကြည့်တော့လေလူတွေနတ်တွေမြမာတွေဆိုတဲ့လောကီတစ်ခုလုံးမှကြည့်လိုက်တာမြတ်စွာဘုရားတမာတိမိတဲ့ပုဂ္ဂိုလ်မရှိတာတဲ့ပုဂ္ဂိုလ်မရှိတာတဲ့ပုဂ္ဂိုလ်အသာထားဒန်းတူကြီးတူတောင်ရှာလို့မတွေ့ဘူးအလုံးဟာမြတ်စွာဘုရားအောက်ရောက်နေနေကြတယ်ပေါ့ အဲ့တော့မြတ်စွာဘုရားရဲ့တဏ္ဍာမှာရှိတဲ့တမာတိကနောကုတ္တရာတမာတိအရတ္တဖို့နဲ့ရှင်တွဲလာတဲ့တမာတိဆိုကိရိတာတွေကလုံးဝကင်းစင်ပြီးတော့အနှောက်ယှက်ကင်းတဲ့တမာတိဆိုအဲ့ဒီတမာတိမျိုးရှိတဲ့ပုဂ္ဂိုလ်တရားမှမရှိတာမရှိတော့တမာတိမှလည်းပဲငါရဲတာရဲပုဂ္ဂိုလ်ကမရှိဘူးဟောမြတ်စွာဘုရားညံထဲမှာ ပေါ်လာပြန်အဲ့ဒီနောက်တစ်ခါဆက်စဉ်းစားပြန်တယ် အသိပညာပိုင်းကရောလို့ကြည်လိုက်တော့ပညာပိုင်းဆိုင်ရာကြည်လိုက်တဲ့အခါလဲအလုံးသူတို့ရဲ့ပညာတွေကပညာအထက်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တောင်မှပဲဘုရားအောင် အများကြီးနိုင်ကြနေတယ်ပေါ့သူတို့သိတဲ့ပညာဟာ နောက်ဆုံးမှဗြဟ္မာကြီးတွေသိတဲ့ပညာဟာတမထကျင့်စဉ်နဲ့ပတ်သက်တဲ့လောကီနဲ့ရှင်နဲ့ပညာရတ္တာဖြစ်တယ်ပေါ့ကိလေသာအတ္တဝါတွေကင်းစင်ပြီးတော့ မောဟဆိုတာအရေးအယံမတောင်မရှိအောင်မောဟအမှောင်ကိုလုံးဝရှင်းနိုင်တဲ့ပညာမျိုးသူတို့မှမရှိဘူးမောဟတရားကပညာဘေးမှာ negative မဖြစ်သေးဘူး positive ရှိနေတယ်အချိန်ကြီးတွေသူတို့ပညာကိုမောဟကအနှောက်ယှက်ပေးနိုင်တယ်မြတ်စွာဘုရားရဲ့ပညာကြတော့မောဟဆိုတာလုံးဝမရှိတော့မောဟဟာ negative ဖြစ်သွားတော့ ညာဟာလုံးဝထက်မြက်တဲ့ပါဖက်ဖြစ်နေတဲ့ပညာမျိုးတဲ့လောကုတ္တရာပညာအဲ့တော့ပညာဘက်ကကြည်လိုက်လို့ရှင်လဲမပြည့်သေးတဲ့ပညာဖြီးဖို့ဆိုလဲမပြည့်သေးတဲ့ပညာမရှိဘူးကိုယ့်ရဲ့ပညာตาတဲ့ပုဂ္ဂိုလ်ရှာလိုက်တော့လဲတယောက်မှမရှိဘူးနောက်တစ်ခုဆက်စဉ်းစားတယ်အေးသီလတဝါရီပညာဒီပိုင်းတွေကငါတဲ့ตาတဲ့ပုဂ္ဂိုလ်တွေကမရှိကြဘူး မရှိသည့်အတွက်ဒီသီလတော်ရီပညာအတွက်နဲ့တော့ဆရာတင်ရမယ့်ပုဂ္ဂိုလ်မရှိဘူးတဲ့ဒါဖြင့်ဝိမု ക്തി လို့ခေါ်တယ်လွတ်မြောက်မှုနဲ့ပတ်သက်ပြီးတော့ဆရာတင်ရမလားရှာကြည့်တယ်အေးသူတို့ရဲ့လွတ်မြောက်မှုတွေအားလုံးဟာတတင်ကဝိမု ക്തി နဲ့ဝိခမ္မနာဝိမု ക്തി လို့ခေါ်တယ်တတင်ကဝိမု ക്തി ဆိုတာဆိုင်ရာအကြောင်းတရား၄ချက် ခိတခဏလွတ်မြောက်နေတဲ့လွတ်မြောက်မှုလေးပဲသူတို့မှာရှိတယ်။ဝိခဝနာဝိမု ക്തി ဆိုတာတမာတိစွာအားနဲ့တွန်းလှန်ဖယ်ရှားထားလို့လွတ်မြောက်နေတဲ့လွတ်မြောက်မှုလေးပဲအချိန်မရွေးပြန်ပြီးတော့လွတ်မြောက်မှုဟာဆုံးရှုံးသွားနိုင်တယ်တဲ့။ဟောမြတ်စွာဘုရားရဲ့လွတ်မြောက်မှုကြတော့နောက်ကျောင်းမပြန်ဘူးလုံးဝပြည့်ပြည့်စုံတယ်ကိလေသာတွေကလွတ်တယ်ဆိုတာလုံးဝလွတ်တယ် နောက်ထပ်ဘယ်တော့မှဒီကိလေသာမပေါ်နိုင်ဘူးတဲ့ဒီတဏှာတွေအဝိဇ္ဇာတွေမောဟတွေဒါတွေဟာဘယ်တော့မှမပေါ်နိုင်တော့ဘူးအပြည့်သက်လွတ်တဲ့လွတ်မြောက်မှုတဲ့အဲ့ဒီဝိမု ക്തി ကိုဖြစ်ဆက်ဖို့ဆိုပြီးတော့ဆရာတင်ရမယ့်ပုဂ္ဂိုလ်ကြည့်လိုက်တော့လေတယောက်မှမရှိဘူးတဲ့ဘာဖြစ်လို့သူတို့ရဲ့လွတ်မြောက်မှုတွေဟာပြည့်ပြည့်စုံတဲ့လွတ်မြောက်မှုတွေမဖြစ်ဘူးတဲ့မြတ်စွာဘုရားရဲ့လွတ်မြောက်မှုဟာပြည့်ပြည့်စုံတဲ့လွတ်မြောက် ဲ့တော့အဲ့ဒီရှုထောင့်နေနဲ့ကြည့်ပြီးတော့ဆရာရှာလိုက်တာဘယ်သူ့ကိုလေးစားရပါမလဲလို့စဉ်းစားလိုက်တာတရားမှရှာလို့မတွေ့ဘူးငါသိခဲ့တဲ့တရားကိုပဲဆရာအရာထားပြီးတော့သူ့ကိုဓမ္မကိုပဲအလေးအမြတ်ပြုပြီးတော့နေရရင်ကောင်းမှာပဲဆိုတဲ့ဒီအတွေ့ရလား